ရွှေရံကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသမီးများအကြမ်းဖက်မှုကြောင့်တရားပါက24နာရီ24နာရီ headline phone 1566ကိုသတင်းပို့တန်ကြားနိုင်နေဆိုတဲ့သတင်းဖြစ်ပါတယ်။အမျိုးသမီးများအကြမ်းဖက်မှုကြောင့်တရားပါကသတင်းပို့တန်ကြားနိုင်ရန်24နာရီ headline phone 1566ကိုဖွင့်ထားပြီးလူမှုရေးလိုအပ်ချက်များကိုဝန်ဆောင်မှုပေးလျက်ရှိကြောင်းလူမှုဝန်ထမ်းကစည်းရင်းနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနပြည်အောင်စုဝင်ကြီးဒေါက်တာစိုးဝင်းကပြောကြားကြောင်းသိရပါတယ်။ ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေအခမ်းအနားကိုနှိပ်ပြီးတော့ရှိရုံအမှန်23လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထိုင်းဝင်ကြီးဌာနစုပေါင်းအစည်းအဝေးခံမာရဲကျင်းပခဲ့ပါတယ်2025ခုနှစ်တွင်ကမ္ဘာပေါ်ရှိလူဦးရေတန်း8000ကျော်ရှိတဲ့အနက်ကမ္ဘာအမျိုးသမီးဟာတန်း4000ကျော်49.3ခွန်300ခန့်တော့ရှိကြောင်းရခိုင်နှင့်စီးရင်များအရာကမ္ဘာတဝန်းလက်နက်ကင်ပဏိပခါများအကြားတွင်အမျိုးသမီးနှင့်မိန်းကလေးငယ်6000တန်းရင်ဆိုင်ကျုပ်တွေ့နေရကြောင်းသိရပါရရှင်